အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Media Net YouTube Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်လူတွေရဲ့ပတ်သက်ပြားတွေမှာတော့မျိုးစုံကြားနေရပါမဲ့လေတကယ်တော့အားကြခုံယူစရာလည်းကောင်းသလိုတစ်ဖက်ကမျက်စောင်းပြီးကြည့်မယ်ဆိုလို့ရှိရင်လည်းသူတို့ရဲ့လှုပ်ထုပ်လှုပ်နှီးတွေလည်းတည်နေတော့အပြစ်ပြောစရာလည်းပြင်ဖြစ်သွားနေတယ်ပေါ့ဗျာဒါပေမဲ့လည်းဒီတစ်ခေါက်မှာတော့တိတ်ကိုခုံယူစရာကောင်းတဲ့လှုပ်ရက်လေးတစ်ခုလိုပဲမြင်မိပါတယ်တကယ်ကိုမှိုက်တဲ့အကွက်လေးပဲ highlight ကားလေးတစ်စီး အချိန်တင်ပြီးတော့မှစီမဲ့ကမ်းမဲ့မောင်းရကနေပြီးတော့မှရင်ထိုင်တယောက်ကနေပြီးတော့ဖမ်းဆီးခဲ့ပါတယ်ဒါပေမဲ့ရင်ထိုင်ကတားပြီးတော့ဖမ်းဆီးတဲ့အချိန်မှာမရပင်းနေအချိန်ထပ်တင်ပြီးတော့မှမောင်းပြေးသွားတဲ့အချိန်မှာရင်ထိုင်တယောက်က action ကားကိုကြည့်နေရတော့ပဲအဲ့ဒီ highlight ကားပေါ်မှာတွေ့ပြီးတော့မှအချိန်နဲ့မောင်းနေတဲ့ကားကိုတွေ့ပြီးတော့လိုက်သွားပြီးတော့မှမိဘွားမှာကားရတဲ့အထိလိုက်သွားခဲ့ပါတယ်ဒီဖြစ်ဖြစ်ကတော့ရောင်ကုန်မြို့မှာဖြစ်သွားပြီးတော့မှမင်းညာကဖြစ်သွားခဲ့တဲ့ကိစ္စလေးပေါ့ဗျာ ဖြစ်ဖြစ်သွားခဲ့တဲ့နေရာလေးကတော့ပါရမီလမ်းမပေါ်နားလေးမှာလို့လည်းသိရှိနေရပြီးတော့မှအခုလိုမျိုးရေစွမ်းတက်တည်နဲ့သူရဲ့တာဝန်ကိုမမှန်ကန်ကန်ထမ်းဆောင်နေခဲ့ပြီးတော့မှသူရဲ့အသက်ကိုပနာမထားပေနဲ့ရင်ထိုင်းစည်းကမ်းအနေနဲ့တကယ်ကိုရေစွမ်းပြီးတော့မှလှုပ်ဆောင်ခဲ့တာကြောင့်မေအောင်လင်ကနေပြီးတော့မှစုချင်းမြင်ပြီးဂုံပြူတဲ့အနေနဲ့ဂုံပြူမတန်းလွာတွေနဲ့ပါ ်သိန်း9000ကိုစုချင်းမြင့်လိုက်တာပဲဖြစ်ပါတယ်မြုံလင်းစရာတရင်တွေဖြစ်တဲ့ဆိုပါမှလည်းတကယ်ပြက်ပြက်ခဲသွားတာကြောင့်အဲ့ဒီရင်ထိုင်ရေတယောက်ကလည်းတကယ်ခုရေစွမ်းတတိနဲ့ပြည့်စုံတဲ့လူတယောက်လိုပဲဆိုရမှန်အနေထားဖြစ်ပါတယ်ဒါပဲမလဲဒိုးပရိသတ်တွေကတော့တွေ့သည်များဆိုင်ကယ်ကားတွေကိုရပ်ပြီးတော့မှငွေညှစ်နေတယ်ဆိုပြီးတော့ပြောဆိုနေကြတဲ့အထက်မှာတကယ်ကိုရေစွန်းပြီးတော့မှ အလိုငွေညှစ်ဖို့တဖန်းလေဆိုပြီးတော့မျိုးမျိုးစကားတွေလည်းကြားနေရပါတယ်ဒါပေမဲ့လည်းပေးရမှပေးရမှဆိုတော့ကိုတော့မသိရဘူးဆိုပေမဲ့ကရက်ကန်းရှင်ရေမော်တော်ပီကီကတော့အသိရှိမှာပဲဖြစ်တယ်ဆိုတော့မြန်မာနိုင်ငံမှာအကတိလိုက်စားတဲ့တူတွေညောင်များစွာတဲ့ထက်မှာတကယ်ကိုမမှန်ကန်ကန်နဲ့လှုပ်တဲ့သူတွေလည်းရှိပါတယ် ရှိတော့ရှိတယ်ရှားတယ်ဆိုပေမဲ့လည်းခုဖြစ်သွားခဲ့တဲ့ကိစ္စကတော့ဒီကိကမှန်ကန်ပြီးတော့မှစီမဲကမ်းမဲမောင်းနေတဲ့ကားကိုတာဝန်ရှိစွာနဲ့ဖမ်းဆီးနေတယ်ဆိုတာကိုတော့တွေ့မြင်ရတဲ့အနေအထားဖြစ်ပါတယ်စီမဲကမ်းမဲမောင်းတဲ့လူတွေကိုအခုလိုမျိုးတက်တိတွေနဲ့ဖမ်းနိုင်တာကတော့တကယ်ကိုကွန်ပျူစရာပါဒါကြောင့်လည်းသူရအပေါင်းပါ သူရတတာဖြစ်တဲ့ဒီမော်တော်ပီကေကိုမယောင်လင်ကနေပြီးတော့မှသိန်း9000တွေကွန်ပျူမှတောင်းလာတွေပါစုချင်းမြင်ပြီးတော့မှတော်လေးကိုကွန်ပျူပေးနေခဲ့တာပဲဖြစ်ပါတယ်